်မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုံးမြင့်တန်ကြားနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မြန်မာနိုင်ငံကအမျိုးသမီးခွင့်ရနဲ့လူခွင့်ရအတွက်လှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်း25ဖွဲ့ကအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနဲ့ IW အတွက်သဘောထားထုတ်ပြန်ခဲ့ကြပါတယ်နယူတော်လိုင်းကာလာတွင်းမှာစစ်ကောင်စီဘက်ကကျူးလွန်မှုတွေပြည်သူလူထုအချင်းချင်းကြားကျူးလွန်မှုတွေအပြင်တော်လိုင်းအင်အားစုတွေကကျူးလွန်တိုင်ကြားချက်တွေကိုအမျိုးသမီးအဖွဲ့တွေကစဉ်ဆက်မပြတ်လက်ခံရရှိနေတယ်လို့ဆိုပါရစေ ဒီလိုတိုင်ကြားချက်တွေကိုစီစက်ကအကြမ်းဖက်ခံရသူအမျိုးသမီးတွေရဲ့ထွက်ဆိုချက်တွေကိုကြားနာပြီးရနောက်မက်လာရှိရနဲ့ဒီကနေ့မှာအခုလိုသဘောထားထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ထုတ်ပြန်ချက်မှာတော့ပဋိပက္ခအတွင်းအမျိုးသမီးတွေကိုညှဉ်းပန်းနှိပ်စက်တာဟာဆရာဆွေးမှုမြောက်ကြောင်းစစ်ကောင်စီရဲ့လူမဆန်စွာကျူးလွန်မှုတွေအတွက်ကျူးလွန်သူတွေကိုပြစ်ဒဏ်ကနေကင်းလွတ်ခွင့်မရှိစေအလေးပေးဆောင်ရွက်သမှဖြစ်ကြောင်းဖော်ပြပါရှိပါတယ်။ ဒါပြင်တော်လိုင်းအင်အားစုတွေကအမျိုးသားတွေဟာအာဏာနဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးပဋိပက္ခအတွင်းလိမ်မိုင်းဆိုင်ရာအမျက်ထုတ်စော်ကားနှောက်ယှက်မှုနဲ့အကြမ်းဖက်မှုတွေကိုကျူးလွန်နေတာတွေကိုလွန်စွာစိတ်ပြတ်မိကြောင်းနဲ့ချက်ချင်းရပ်တန့်မှုကိုလည်းထုတ်ပြန်ထားပါတယ်ခင်ဗျာနန်းစီဒီအန်ဆရာဆရာမတွေကကျောင်းအုပ်ပညာရေးမှုတွေနဲ့နှိဆက်သူတွေဒါအစောဆုံးအားလိုက်ရရတဲ့ပေါ်ဆရာဆရာမတွေကြားဝေဖန်မှုတွေမြင့်တက်နေတယ်လို့ပညာရေးအတိုင်းဝိုင်းစီကနေသိရပါဗျာ အခုအခါအခြေခံပညာအတန်းဆောင်မှုတွေပြီးဆုံးသွားပြီဖြစ်တာကြောင့်စာစစ်လုပ်ငန်းတွေစတင်လုပ်ဆောင်ဖို့ဆရာဆရာမတချို့ကိုရွေးချယ်ထားပြီးစာစစ်လုပ်ငန်းပြီးဆုံးမှာကမုံမှန်တင်တန်းတွေဆက်လက်တက်ရအောင်မှာဖြစ်ပါတယ်။ဒါပေမဲ့ကျောင်းအုပ်တွေပညာရေးမှုတွေနဲ့နှိဆက်သူတွေကတော့စာစစ်လုပ်ငန်းမုံမှန်တင်တန်းတွေမတက်ရဘဲနေရက်ကိုအစောဆုံးပြန်ခွင့်ရနိုင်ကြတဲ့ပေါ်နန်းစီဒီအန်အတိုင်းဝိုင်းကြဝေဖန်တန်းတွေထွက်ပေါ်နေကြပါ။တချို့ဆရာမတွေဆိုရင်စာမေးပွဲတော့မပြီးသေးပဲ ြန်ခွင့်ရကြောင်းဘာတင်နန်းမှလည်းမပါပဲမတ်လတလလုံးစာစစ်တင်နန်းတွေစက်တိုက်လောက်ရမှာကိုတကယ်စိတ်ပြတ်မိကြောင်းမျှတမှုမရှိဘူးလို့အင်းစိန်အာထကတိကဆ iam တူကပြောပါတယ်အလားတူအခုလာထဲမှာပြုလုပ်မဲ့ဆနတန်းတက္ကသိုလ်ဝင်ဆမ်မီဝဲကျင်းပမှာဖြစ်ပြီးအဲ့ဒီဆမ်မီဝဲလုပ်ငန်းစဉ်မှာမပါတဲ့ဆရာဆ iam တွေကမွမ်မန့်တင်နန်းတွေတက်ရအောင်မှာဖြစ်တာကြောင်းလက်ရှိတာဝန်ကြရအကြောင်းတွေကနေအခြားဒေသကိုမသွားဖို့နဲ့တာဝန်ပေးရပါကချက်ချင်းတာဝန်ထမ်းဆောင်ကြဖို့ညွှန်ကြားထားကြောင်းသိရပါပါတယ်ခင်ဗျာ။ ကရင်ပြည်နယ်များလိုမျိုးကကြားဖြန့်လမ်းကစားငွေလိမ်လုပ်ငန်းတွေမှာခိုင်းစေခံခဲ့ကြရတဲ့တရုတ်နိုင်ငံသား456ဦးကိုဒုတိယမြောက်နေ့အဖြစ်မဲဆောက်ကတဆင့်တရုတ်နိုင်ငံကိုလေရင်တွေနဲ့ထပ်မံပို့ဆောင်ခဲ့ပါတယ်။မောင်တူးတင်ဆက်ပေးထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်အတွင်းကလမ်းကစားရုံနေကြားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကတရုတ်နိုင်ငံသား456ဦးကိုမဲဆောက်မြို့ကတဆင့်တရုတ်နိုင်ငံလေရင်တွေနဲ့မလ9ရက်နေ့မှာ ပြန်လည်ပို့ဆောင်လိုက်တာပါဒီနေ့ကကျွန်တော်တို့ဒီတရုတ်နိုင်ငံသားပေါ့တရုတ်နိုင်ငံသားအဲပြန်ပို့တဲ့အနေအထားတော့မှာကျွန်တော်တို့ဒီနေ့ဒုတိယဟိုပထမပိုင်းတစ်ပိုင်းပြီးသွားပါတော့ဒုတိယပိုင်းလို့ပြောမှာဒုတိယပိုင်းရဲ့ဒုတိယရက်ပေါ့အဲဒုတိယရက်မှာကျွန်တော်တို့အလူကြီး456ပေါ့နော်စုစုပေါင်းပြန်ပို့ဖို့ကျွန်တော်တို့1439ဦးမှာကျွန်တော်ဒီနေ့အဲမနေ့ကတော့456ဦးလွယ်ပြီးပြီအဲဒီနေ့က456ဦးကျွန်တော်ထပ်ပြီးတော့လာပို့ပေးရတော့ပါ အလားတူပဲမလ6ရက်နေ့ကလည်း456ဦးကို ပြန်ပို့ခဲ့တာမို့နှစ်ရက်တာအတွင်းတရုတ်နိုင်ငံသား912ဦးကို ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်လူကုန်ကူးတာကတော့နိုင်ငံတိုင်းမှာတော့ရှိတာပဲကျွန်တော်ကြားနေတာပဲပေါ့နော်ဒါပေမဲ့ဒီဒေသတွေမှာကျွန်တော်တို့ကအခုမှသိပြီးတော့အခုမှဒါဗီဒီယိုတွေပေါက်ကြားပြီးတော့ဒီလိုတွေဖြစ်ကြတာဆိုတော့ ဒါဆိုးရွားတဲ့ပြဿနာပဲပေါ့နော်အဲ့တော့လူကုန်ကူးတာကဟိုဘယ်လိုပြောထူးဆိုင်မှုတွေနောက်ပြီးတော့တခြားဟိုပေါ့နော်ဟိုနှစ်နိုင်ငံကြားအာအကြိတ်ခဲတွေမကြည်လည်မှုပြဿနာတွေနောက်ပြီးတော့တခါလေးကြားလို့ရှိရင်လေလူကုန်မှုလက်ခံထားတဲ့လက်ခံထားမိတဲ့နေရာတွေရောက်ရှိပြီးလုပ်နေတဲ့နေရာတွေမှာရှိနေတဲ့အဖွဲ့အစည်းတွေခေါင်းဆောင်တွေပုဂ္ဂိုလ်တွေအဲသူတို့လည်းဒီအညဉ်ဉင်ခံရတာပေါ့ဗျာအာကိုယ်နေမြေမှာလာပြီးတော့ဒီလိုဒုစရိုက်မှုတွေလုပ်ပါတယ်ဆိုတဲ့ဟာကြီးတို့တော့လူမှတော့လက်ခံမှာမဟုတ်ဘူးဒါပေမဲ့ သူတို့ဒီရရမဲ့သင်ကန်းစာကတော့ဒါမျိုးတွေကိုနောက်တေချာစစ်စစ်ပြီးတော့အဲသူတို့ရှိမှာယင်းနှမြုံနံမဲ့လုပ်ငန်းတွေကိုစစ်စစ်လာပြီးတော့ကောင်းငုံပြီးတော့ကျွန်တော်တို့တွေလည်းဝင်ထွက်သွားလာပြီးတော့ပုံဝင်လင်းလေးရှိလာမယ်လို့တော့ကျွန်တော်မြင်မိပါတယ်ဘီဂျီအက်တပ်ဖက်ကတော့စုစုပေါင်းတရုတ်လူမျိုး 1493ခုကိုမလ6ရက်ကနေ9ရက်ထိ၄ရက်တာအတွင်းအပိသက်ပို့ဆောင်သွားမယ်လို့ကြေညာထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ဆေးပဋိပက္ခတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာခုနှစ်2024 2025ပညာသင်နှစ်မှာတက္ကသိုလ်ဝန်ထမ်းဆမ်ဝဲဖြစ်ဆုံးမဲ့ကျောင်းသားကျောင်းသူ2098ဦးခန့်ရှိတယ်လို့ရခိုင်ပြည်နယ်ပညာရေးမှူးရုံးစီကနေသိရပါဗျ။အဲ့ဒီတက္ကသိုလ်ဝန်ထမ်းဖြစ်ဆုံးမဲ့ကျောင်းသားကျောင်းသူတွေဟာစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့စစ်တွေမြို့နယ်၊ကြားဖြစ်မြို့နယ်နဲ့မန်အောင်မြို့နယ်တို့ကဖြစ်ကြပါဗျ။အဲ့ဒီမြို့နယ်၃ခုမှာ စာစစ်ဌာန12ခုနဲ့တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုကျင်းပသွားမယ်လို့ရခိုင်ပြည်နယ်ပညာရေးမှုရုံးကတာဝန်ရှိသူတဦးကပြောပါရယ်။စာစစ်ဌာနအနေနဲ့ကတော့ပညာရေးဌာနဘက်ကလောလောဆယ်စစ်တွေမှာ6ခု၊ကြောက်ဖြူမှာ2ခုနဲ့မန်အောင်မြို့နယ်တို့မှာ2ခုရထားတာရှိပြီးဒေသရဲ့လုံခြုံရေးအပေါ်မူတည်ပြီးလဲစာစစ်ဌာနအပြောင်းလဲတွေရှိနိုင်သေးတယ်လို့သူကပြောပါရယ်။ လက်ရှိတက္ကသိုလ်နဲ့စာမပွဲကိုဝင်ရောက်ဖြစ်ဆိုကြမဲ့ចောင်းသားတွေထဲမှာစစ်တွေမျိုးနဲ့က699ဦး၊ကြောက်ဖြူမျိုးနဲ့က834ဦးနဲ့မန်အောင်မျိုးနဲ့က964ဦးတို့စာမပွဲဖြစ်ဆိုခွင့်ရှောက်ထားကြတာဖြစ်တယ်လို့ပညာရေးဌာနကဆင်းရွှေအရာသိရပါတယ်။အခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုမတ်လ18ရက်ကနေမတ်လ22ရက်နေ့ထိကျင်းပသွားမယ်လို့မြန်မာနိုင်ငံစာစစ်ဌာနကထုတ်ပြန်ထားပါဗျ လက်ရှိစာမေးပွဲဆက်ဆဲကြမဲ့မြို့နယ်အုံခုတွေကစစ်တွေမြို့နယ်နဲ့ကြားဖြူမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော်တို့ကြားနှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးတော့ကျောင်းသားတွေရဲ့စာမေးပွဲဆက်ဆဲနေစဉ်ကာလအတွင်းမှာတိုက်ခိုက်မှုတွေကိုခိတရနာစေခြင်းကြတယ်လို့စစ်တွေမြို့နယ်ကကျောင်းသားမိဘတို့ကပြောပါတယ်ရခိုင်ပြည်နယ်မှာစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့မြို့နယ်၃ခုမှာသာစာတင်ကျောင်းတွေကိုဖွင့်လှစ်ထားနိုင်ပြီးတော့အာရခတပ်တော်ကထိန်းချုပ်ထားတဲ့မြို့နယ်၅ခုမှာတော့စာတင်ကျောင်းတွေဖွင့်လှစ်နိုင်ခြင်းမရှိဘဲပိတ်ထားကြပါတယ်ခင်ဗျာ။ အရာရီတိုင်းမိုးပင်မြို့နယ်ထဲမှာမက်ရှလာချာနေညပိုင်းကရက်ကွက်နဲ့ကြွေရအုပ်ချုပ်မှုတွေကစစ်မှုထမ်းစင်းနေပါတဲ့သူတွေကိုအတိပေးကြောင်းကြတာမရှိပဲစစ်တပ်နဲ့ရဲကိုခေါ်ပြီးအိမ်ထဲထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။မိုးပင်မြို့တွင်းကရက်ကွက်ကြွေရတွေကစစ်စဝံ900ကိုနေအိမ်အတွင်းထိခေါ်ယူဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။အိမ်ထဲကိုစစ်သားရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေကနာမည်ခေါ်ပြီးဝင်လာကြောင်းပြီးတော့အိမ်ထဲကနေခေါ်ထုတ်သွားတာ မနက်မိုးလင်းမှစစ်မှုရန်ပါလို့ဆိုပြီးသိရတယ်လို့ဖန်းစည်းခံရသူနဲ့ဆွေမျိုးတော်ဆက်သူတဦးက DVB ကိုပြောပါရယ်ရက်ွက်ကြွေရအုတ်ချွေမှုတွေကစစ်မှုတန်းမပါခြင်းတဲ့သူတွေစီကနေလိုင်းကျေးပုံစံမျိုးနဲ့စစ်မှုရန်ထောက်ပံ့ကျေးမိသားစုတစုကိုကြက်ငွေ3000ကနေ5000အထိတောင်းယူပြီးစစ်မှုရန်ဥပဒေပေါ်လာမှကားနဲ့တိုက်နဲ့ဖြစ်နေကြပြီလို့ဆိုပါရယ် မူဘေမြို့ပေါ်မှာရက်ကွက်12ရက်ကွက်နဲ့ကျေးရအုပ်စု88အုပ်စုရှိပြီးအုပ်ချုပ်မှုတွေကလူငယ်တွေကိုဆင်းပြုတ်လုထားပြီးစစ်တပ်ကလူအင်အားတောင်းခံရင်အဆင့်သက်ပေးနိုင်အောင်ဆင်းပြုတ်စုထားတယ်လို့အုပ်ချုပ်ရေးပိုင်းနဲ့နှိဆက်သူတွေကပြောပါရခင်ဗျာ TVB ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဆွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ